မြောက်ကိုရီးယားဟာအရှိတ်ကန်လွန်ရေးပြီးနဲ့အတွင်ကိုအမျိုးအစားစုံလင်တဲ့တာတိုပြစ်ပက်ထိန်ဒုံးကြီးတွေပြစ်လို့ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကမေလ၈ရက်မှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အဲ့ဒီဒုံးကြီးတွေကိုပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချခြင်းမပြုမီဒုံးကြီးတွေရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်တဲ့အနေနဲ့အဲ့ဒီလိုပြစ်လို့ခဲ့တာဖြစ်နိုင်တယ်လို့တောင်ကိုရီးယားကပြောပါတယ်။အဲ့ဒီဒုံးကြီးတွေကိုမြောက်ကိုရီးယားရဲ့အရှိတ်ကန်ယူရန်ပေရှိဝါဆန်မြို့မှာပင်လယ်အတွင်ကိုဒေသစံတော်ချိန်နနက်8:10မိနစ်ခန့်မှာပြစ်လို့ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားပူရဲစစ်ဦးစီးချုပ်များအဖွဲ့ GCS ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတုံချီတွေဟာကီလိုမီတာ698မိုင်အကွာအဝေးထိပြန်တန်းခဲ့ပြီးတဲ့နောက်ပင်လယ်ထဲကိုကျသွားသွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီတုံချီတွေပြစ်လွတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအမေရိကန်၊ဂျပန်တို့နဲ့မျှဝေခဲ့တယ်လို့ JCS ကပြောကြခဲ့ပါတယ်။ပြစ်လွတ်ခဲ့တဲ့တုံချီတွေရဲ့အရေးအတွက်နဲ့တုံချီအမျိုးအစားတွေကို JCS ရဲ့ပြောရေးဆိုခွင့်ရှိသူလီဆန်ဂျွန်ကမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါ။တောင်ကိုရီးယားရဲ့အမျိုးသားပြန်လည်ပေါင်းစည်းရေး Institute မှာမြောက်ကိုရီးယားအရေးလေ့လာသူဟောင်မင်ကတော့ မြောက်ကိုရီးယားဟာတာတိုပြစ်ပဲထိန်တုံးကြီးအမျိုးအစားနှစ်ခုကိုပြစ်လုခဲ့ပွဲရှိကြောင်းနဲ့အဲ့ဒီတုံးကြီးတွေဟာယူကရိန်းစစ်ပွဲအတွင်းရုရှားကိုထောက်ပံ့ပေးခဲ့တဲ့တုံးကြီးအမျိုးအစားတွေဖြစ်နိုင်ကြောင်းပြောကြခဲ့ပါတယ်။ဂျပန်အစိုးရကလည်းမြောက်ကိုရီးယားရဲ့ပဲထိန်တုံးကြီးတွေပြစ်လုမှုကိုထောက်လှမ်းသိရှိခဲ့တယ်လို့ပြောကြခဲ့ပါတယ်။မလအတွင်းကလည်းမြောက်ကိုရီးယားဟာအမျိုးအစားစုံလင်တဲ့ပဲထိန်တုံးကြီးတွေကိုပြစ်လုခဲ့ပြီးတောင်ကိုရီးယားနဲ့အမေရိကန်တို့ရဲ့ပူးတွဲစီရေးလေ့ကျင့်မှုတွေကိုဝေဖန်ရှုံချခဲ့ပါတယ်။